အားလုံးပဲမင်္ဂလာပါခင်ဗျာ Lucky Duty Channel ကနေပြန်လဲကြိုဆိုလိုက်ပါတယ်ခင်ဗျာဒီကလေးတစ်ပတ်လုံးကတော့ကျွန်တော်မတင်ပြဘူးခင်ဗျာเนาะ line တွေကလည်းမကောင်းဘလို့မှတင်လို့မရတဲ့ line တွေကြီးပဲเนาะအလားတောင်ခုကျွန်တော်ဂျာတာပရိနေ73ရက်နေ့အတွက်ပေါ့เนาะဂျာတာပရိနေ73ရက်နေ့အတွက်ကျွန်တော်နေကုန်လေးကိုဒူတီလေးတွက်ပြပေးသွားပါမယ်ခင်ဗျာဒီဒီတစ်ပတ်လဲကျွန်တော် 3D လေးကိုတွက်ပြပေးပါမယ်เนาะဒီကလေးဘက်က 3D ဟာကျွန်တော်ကเนาะ 3D ဟာခုဒူတီတွက်ရင်လည်းကျွန်တော်ပြောပြမယ်ခင်ဗျာเนาะ 3D က ီကတဲ့ဘာက698ပေါ့နော်698မှာကျွန်တော်ကဘာပြီးလိုက်လဲဆိုတော့ဟုတ်ပြီနော်698မှာကျွန်တော်ကဒီမှာ388 88ပေါ့နော်အပူမှာဆိုအဲ့ဒါပါ6ကွက်ပဲပြီးတာလေခင်ဗျာနော်ကျထိတ်စည်းကကျွန်တော်39ခုဖြစ်သွားတယ်ခင်ဗျာเนาะ39နှက်ခတ်ခွင့်နဲ့39ပါဝါ5ဆိုတော့39ခု5ထိတ်စည်းနဲ့ကျွန်တော်ပေးလိုက်တာဟုတ်ပြီเนาะအားရမှာ ကျွန်တော်တို့3988 88ပေါ့အပူမှာဆိုရင်နော်698ထွက်သွားတယ်ခင်ဗျနော်ဒီတစ်ပတ်လည်းကျွန်တော်တွက်ပြပေးပါမယ်ခင်ဗျနော်ဒီတစ်ပတ်လည်းအနည်းငယ်ကြာရင်ကျွန်တော်တွက်ပြီးတင်ပေးပါမယ်အခုကျွန်တော်73ရက်နေ့နော်73ရက်နေ့72နာရီတမနစ်အတွက်နဲ့4နာရီခွဲအတွက်ကျွန်တော်ဒုတိယလေးကိုတွက်ပြပေးသွားမယ်ခင်ဗျနော်ပထမဆုံးကျွန်တော်72နာရီတမနစ်အတွက်ပို့ကြည့်ပေးပါ73ရက်နေ့72နာရီတမနစ်အတွက်ကိုပထမဆုံးကျွန်တော်တို့ထိပ်စည်းပိုင်းလေးကိုကျွန်တော်စကြည့်မယ်ခင်ဗျနော် ိစီပိုင်းလို့စကြင်မယ်ဆိုရင်ဒီမှာဆိုရင်ကျွန်တော်တို့6ရက်9ရက်ဒီနှလုံးပေါင်းခြင်းက15ကျွန်တော်တို့9ရက်နှက်ခတ်က300ရတယ်เนาะ9ရက်နှက်ခတ်က3ဆိုတော့ဒီမှာကျွန်တော်ဘာထွက်သွားပြီလဲ3ထိစီလေးထွက်သွားတယ်ခင်ဗျเนาะနောက်တစ်ခုကလည်းအဲ့ဒီတိုင်းပဲကျွန်တော်တို့သွားမယ်ဆိုရင်ဟောပြီเนาะအဲ့ဒီတိုင်းသွားမယ်ဒီမှာလည်းကျွန်တော်တို့1ရက်4ရက်ပေါင်းခြင်းကလည်း9ပဲခင်ဗျ ီမှာလည်း9ရဲ့နှက်ခက်က3ပဲဟုတ်ပြီ3ထိပ်ပဲဒီမှာလည်းကျွန်တော်တို့ဘာထွက်သွားတယ်3ထိပ်စီထွက်သွားတယ်ခင်ဗျเนาะဒါကြောင့်မို့12နာရီ73ရက်နေ့12နာရီ10မိနစ်မှာကျွန်တော်တို့ဟာထိပ်စီဟာဒီဟာ9ရဲ့ဒီဟာ8ရဲ့ဒီညလုံးပေါင်းခြင်းကလည်း15ပဲခင်ဗျ9ရဲ့နှက်ခက်ကလည်း3ပဲဒါကြောင့်မို့သူက3ထိပ်နဲ့လာမလားတော့မပြောတတ်ဘူးပေါ့ခင်ဗျ20တိုင်းရတော့3ထိပ်ချင်းနေတယ် ော်ပြီเนาะကျွန်တော်တို့၃တလုံးရသွားပြီ၁၂နိုင်10မိနစ်အတွက်၃တလုံးရသွားပြီအခုအပိတ်ကဏ္ဍကိုကြည့်မယ်เนาะ၁၂နိုင်10မိနစ်အတွက်အပိတ်ကဏ္ဍကကြည့်မယ်ဆိုရင်ဒီညလုံးပေါင်းချင်း1နဲ့3ညနဲ့ပေါင်းတော့ကျွန်တော်တရတယ်တရနှက်ခက်က8ဟုတ်ပြီတရနှက်ခက်က8ဆိုတော့ဒီမှာလည်းကျွန်တော်8အပိတ်ထွက်သွားတယ်38ပြီတော့ဟုတ်ပြီเนาะပေါင်းစစ်ထွက်သွားတယ်။ဒါကြောင့်မို့နောက်တစ်ခုဆက်ကြည့်မယ်ဆိုရင်လည်းနောက်တစ်ခုကလည်းဒီမှာကျတော့ တင်နဲ့ကိုနဲ့ပေါင်းချင်းကလည်း၃ည၃ညရဲ့နှက်ခတ်ကလည်း9ပဲခမ9ဆိုတော့ဒီမှာ9အပိတ်နဲ့39ထပ်သွားတယ်ဟုတ်ပြီနော်39ထပ်ထားတယ်အလားမဲ့ကျွန်တော်3ရက်နေ့72နိုင်တက်မိနစ်မှာဘာပိတ်မလဲဆိုတော့တရား1ရက်၃ညနဲ့ပေါင်းချင်းကလည်း1ရက်နှက်ခတ်က10ပဲခမဒါကြောင့်မို့10ကျွန်တော်တို့လည်းပိတ်မယ်နော်10ပိတ်မယ်ဆိုတော့38ပါဝအတွဲပေါ့ခမနော် ့5ဝါအတွက်ထွက်ခဲ့ပါတယ်ဒီမှာတော့ကျွန်တော်7နှစ်မှာ6ကိုနှစ်ခတ်အတွက်ညနေပိုင်း10နှစ်ခတ်အတွက်ထွက်တာလေကျွန်တော်ကြာတာပလေးနေ့မှာပြောလို့မရဘူးပေါ့ခင်ဗျာနော်ပါဝါအတွက်ရှင်းရင်လည်းရှင်းပါပေါ့38ဒါက72နိုင်10မိနစ်မှာထွက်ခဲ့တဲ့တစ်ခွက်တည်းထွက်ခဲ့ပါတယ်72နိုင်10မိနစ်အတွက်မှာနော်အခုကျွန်တော်ညနေ4နာရီခွဲအတွက်ပြေးပါမယ်ခင်ဗျာနော်ညနေ4နာရီခွဲကြည့်ပြပါ ညနေ၄နာရီခွဲပထမဆုံးထိပ်စီးကိုကျွန်တော်ကြည့်မယ်ဆိုရင်ထိပ်စီးက၉ဖြစ်ထားတယ်ခင်ဗျာနော်နော်၉ထိပ်စီး၉ထိပ်စီးကိုကျွန်တော်တော့ကြည့်မယ်ဆိုရင်ဒီ၃ည၉၉၃ညရဲ့ဒီက6ရဲ့ဒီက1ရဲ့နော်ဒီ၄လုံးပေါင်းချင်းဒီမှာဆိုရင်တစ်ချက်16 6ရဲ့ နတ်ခတ်က6 6ရဲ့ပါဝါက1ဒီမှာကကျွန်တော်တို့6ပဲယူတယ်ခင်ဗျဟုတ်ပြီနော်6ထိပ်စီကျွန်တော်ရမယ်6 1 3 4လုံးပေါင်းခြင်းက10 16 6ရဲ့နှက်ခတ်က9 6ရဲ့ပါဝါက1ဟုတ်ပြီနော်ဒီမှာပါထွက်သွားပြီလေကျွန်တော်တို့9ထိပ်စီထွက်လာတယ်နော်နောက်တစ်ခုကျွန်တော်ဆက်ကြည့်မယ်နောက်တစ်ခုကျတော့လေဒီနှလုံးရဲ့ဒီက9ရဲ့9ရဲ့ဒီ4လုံးပေါင်းခြင်းကလည်း10 16 6 ဒီမှာဆိုရင်7121ဆိုတော့တရဲ့ပါဝါက6တရဲ့နက်ခတ်က8ဒီမှာကြောင့်ကျွန်တော်က6ကိုယူတယ်6ထိပ်စီထွက်သွားပြီဟုတ်ပြီနော်6ထိပ်စီတွေထွက်လာပါတယ်။အော်ညနေ4နိုင်ခွဲမှာကျွန်တော်ထိပ်စီက3လုံးထွက်လာမှာပေါ့ခင်ဗျ8ရဲ့9တရဲ့ဒီက3ညရဲ့ဒီ4လုံးပေါင်းချင်းက10 78ရဲ့ပါဝါ3ရဲ့နက်ခတ်က8ဒါကြောင့်မို့ကျွန်တော်ထိပ်စီက3လုံးထွက်ခဲ့ပါတယ်ခင်ဗျနော် ကျွန်တော်ဗာရတယ်1ရက်3ရက်6ရက်ပေါ့เนาะထိစီ3လုံးထိစီ3လုံးထွက်တာပါတယ်အပိတ်ကိုကျွန်တော်ဆက်ကြည့်မယ်ခင်ဗျเนาะအပိတ်ကဏ္ဍလေးကိုဆက်ကြည့်ပြပါအပိတ်ကဏ္ဍလေးဟာ၄လုံးပေါင်းချင်းเนาะအပိတ်ကဏ္ဍ၄လုံးပေါင်းချင်းကဒီဂီနှလုံးရယ်เนาะဒီနှလုံးရယ်ဒီဟာ၃ညရယ်ဒီဟာ၁ရယ်เนาะ၄လုံးပေါင်းချင်း ဒီလေးလုံးပေါင်းချင်းက6နဲ့12 73 3ညနဲ့ပေါင်းတော့73 3ရဲ့ပါဝါက8ဒီမှာကျွန်တော်တို့8ပိတ်ထွက်သွားတယ်68ဆိုပြီးတော့เนาะအဲ့ဒီတိုင်းပဲနောက်တစ်ခုကျွန်တော်တို့ဆက်ကြည့်မယ်ဆိုရင်ဒီနှလုံးပေါင်းချင်းက8ဒီက1နဲ့9နဲ့ပေါင်းချင်းက10 78ရပါတယ်8ရဲ့ပါဝါက3ဒီမှာက8ကိုယူလိုက်ပါတယ်ဟုတ်ပြီเนาะအကြောင်းမို့68ထွက်သွားတယ်ခင်ဗျဒီမှာ ါကျွန်တော်ဘုံเนาะကျွန်တော်73ရက်နေ့ညနေ4နာရီခွဲမှာဒီဟာကျွန်တော်85ရက်3ညရက်1ရက်ဒီ၄လုံးပေါင်းခြင်းဒီ၄လုံးပေါင်းခြင်းမှာကျွန်တော်7နဲ့9နဲ့ပေါင်းခြင်းက73 74 74ဆိုတော့4ရက်ပါဝါက9နော်၄ပါဝါ၉ဆိုကျွန်တော်နှလုံးယူထားမယ်ခင်ဗျ။အားကြောင့်မို့ပါလာမယ်။ဆိုတော့၁၄၁၉နော်၃၄ 6969ပေါ့ညနေကျတော့ကွက်များသွားတယ်ခင်ဗျာเนาะ6ကွက်အလုံးပေါင်း9ကွက်ပေါ့ဟုတ်ပြီเนาะအလုံးပေါင်း9ကွက်ကျွန်တော်တို့ထိုးရမယ်เนาะအလုံးပေါင်း9ကွက်ထိုးရမယ်เนาะမနေ့ပိုင်းကျွန်တော်တို့မနေ့ပိုင်းထိနေညနေအပိတ်နဲ့ထိုးခြင်းနဲ့ရတယ်3 4 3ကိုထိုးလို့ရတယ်ကျွန်တော်ညနေထိနေဆိုရင်အပူလာမယ်ဆိုရင်အပူကကျွန်တော်တို့ပါထိုးရမယ်လဲဆိုတော့အပူရေးရေးပေးမယ်ခင်ဗျာเนาะ တွဲကျင်တဲ့လူက9နှစ်တန်းခက်က3ရဲ့ပါဝါ3ညာ1နှစ်ခက်က6တဲ့ပါဝါ6ဟုတ်ပြီနော်ဒီမှာဆိုရင်4ရဲ့နှစ်ခက်က2အဲ့လိုတွဲထိုးလို့ရပါတယ်အပူထိုးကျင်တဲ့လူကညနေ ထိတ်နေမနှက်ပိတ်နေဆိုရင်ကျော်တို့ပါရမလဲအပူကနော်အပူကနန်းဆိုရင်ဒီမှာဆိုရင် အပူက1တက်လာမယ်အဲတစ်တစ်လာမယ်ရှစ်ရှစ်လာမယ်အပူကဒီညလုံးရှိမယ်ဟုတ်ပြီနော် တတနဲ့ရှစ်ရှစ်နဲ့အပူရှိမှဒီတတနဲ့ရှစ်ရှစ်နဲ့နှစ်ကွက်ရအောင်အပူထိုးခြင်းတဲ့လူကတော့နော်ဒါကတော့ကျွန်တော်တို့73ရက်နေ့72နာရီတမိနစ်အတွက်နဲ့ညနေ4နာရီခွဲအတွက်ပါအဲ့ဒီထဲကထွက်နိုင်ပါတယ်ခင်ဗျနော်အားလုံးပဲကျွန်တော် channel လေးကိုလည်း like and subscribe လေးလုပ်တာပြပါခင်ဗျနော်3 d လေးကိုလည်းကျွန်တော်တင်ပြပါမယ်အားလုံးပဲကျွန်တော်တို့73ရက်နေ့ညနေရောမနက်ရောအားလုံးကံကောင်းကြပါစေအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျ